စစ်ကော်မရှင်ကတီဘောမြို့ကိုပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ပြည်ဦးနယ်နောင်ချိုကြောင်မင်းတီဘော ပြည်တော်စုလမ်းမကြီးတခြားမော်တော်ယာဉ်တွေပုံမှန်တိုင်းပြန်လည်သွားလာနိုင်တော့မှာဖြစ်တယ်လို့အော်တိုဘားလာ၁၈ရက်နေ့ကကြေညာထားပါတယ်စစ်တပ်ရဲ့တမန်ထိုးစစ်ဟာနောင်ချိုမြို့နေတောင်ခင်းရွာနီးမှာအခြေပြုကတရုတ်မြန်မာနယ်စပ်ကုန်းသွယ်ရေးလမ်းပေါ်ကနောင်ချိုကြောင်မင်းနဲ့တီဘောမြို့တွေကိုပြန်လည်သိမ်းပိုက်ခဲ့ပြီးအဲ့ဒီလမ်းကြောင်းတိုင်းတွေ့ရွေ့ထိုးဖောက်လျက်ရှိနေပါတယ် နိုင်ငံလေပိုင်းမန္တလေးမြို့နဲ့ဆက်သွယ်ထားတဲ့အဆိုပါကုံသွယ်ရေးပြည်တော်စုလမ်းမကြီးကိုတော့2023ခုနှစ်အော်တိုဘာလကုန်ပိုင်းကစတင်ခဲ့တဲ့တစ်တုံညာနှစ်ကုန်စစ်စင်ရေးနောက်ပိုင်းတော်လှန်ရေးတပ်တွေကလမ်းကြောင်းတစ်လျှောက်နေမြေစူးမှုခဲ့ကြပါတယ်တစ်တုံညာနှစ်ကုန်စစ်စင်ရေးစတင်ပြီးတဲ့နောက်စစ်တပ်ကလည်းရှမ်းမြောက်ဒေသမြို့တွေစီကိုပြည်မဘက်မှာစေဝါစားတောက်ကုန်73စီနဲ့လက်စစ်ပစ္စည်းတွေတယ်ဆောင်ွင့်ပိတ်ပင်ခဲ့ပါတယ် တရုတ်နဲ့ထိစပ်နေတဲ့နေဆက်ထွက်ပေါင်းမျိုးတွေအားလုံးနီးပါးကိုတော်လိုင်းတက်တွေကထိန်းချုပ်လိုက်တာကြောင့်စစ်တပ်ဟာရှမ်းမြောက်တစ်ခုလုံးနီးပါးလက်လွတ်ခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့အနာသိန်းစစ်တပ်ကစစ်မှုတန်းတွေနဲ့အင်အားပြန်လည်စုစည်းပြီးရှမ်းမြောက်ကိုထိုးစစ်ဆင်ခဲ့ပါတယ်။အဲ့လိုထိုးစစ်ဆင်နိုင်အောင်လဲဘက်ပေါင်းစုံကနေဖိအားပေးခဲ့ရာ TNL ဟာ၎င်းထိန်းချုပ်ထားတဲ့မြို့သုံးမြို့ကိုလက်လွတ်ခဲ့ရပါတယ်။စစ်ကော်မရှင်ခေါင်းဆောင်ဟာခုနှစ်တွင်တရုတ်သမ္မတနှင့်နှစ်ကြိမ်တွေ့ဆုံခွင့်ရထားပါတယ် အလားတူပြီးခဲ့တဲ့ဩဂုတ်လ14ရက်နေ့ကစစ်ကော်မရှင်နိုင်ငံကြိုင်ဝန်ကြီးဦးသန်းစွေနဲ့တရုတ်နိုင်ငံကြိုင်ဝန်ကြီးဝန်ကြီးတို့တရုတ်နိုင်ငံယူနန်ပြည်နယ်အန်နင်းမြို့မှာတွေ့ဆုံခဲ့ချိန်မှာမြန်မာနိုင်ငံရှိတရုတ်နိုင်ငံသားတွေနဲ့တရုတ်ယင်းနီမြို့နယ်မှုတွေကိုကာကွယ်ဖို့နေဆက်ဖြစ်ကျော်မှုကင်းတွေပူးပေါင်းနှိမ်နင်းမှုတရုတ်မြန်မာနေဆက်တခြားငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိစ္စတွေကိုဝန်ကြီးကထက်သွင်းပြောဆိုခဲ့ပါတယ်မြန်မာနိုင်ငံမှာချုပ်ချာအာဏာနဲ့နေမြေစုမှုရေးနိုင်ငံတည်ငြိမ်ရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကအားပေးထောက်ခံတဲ့ကြောင်းလဲဝန်ကြီးကပြောခဲ့ပါတယ်။ဒီလိုချိန်တွေမှာရှမ်းမြောက်ကုန်သွယ်ရေးဟာဘယ်တိုင်းတာအထိ ရောက်ရှိနေပြီလဲဆိုတာကိုစောကြောဖို့ရာလိုအပ်လာပါတယ်။ရှမ်းမြောက်ဒေသရှိတော်လိုင်းရေးဖွဲ့တွေရဲ့ကွဲပြားချမ်းသာတဲ့ခွန်ကောက်ခံမှုစနစ်တွေနဲ့စစ်ကော်မရှင်တပ်ဖွဲ့ရဲ့တရားမဝင် ကုန်စည်ဖမ်းဆီးမှုဆောင်ရွက်မှုတွေကြောင့်တရုတ်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေဟာမျှော်လင့်ထားသလောက်အလုပ်မဖြစ်ဘူးလို့ဒေသခံတွေနဲ့ကုန်သည်တွေထံကနေသိရပါတယ်။ 2023ခုနှစ်ဒီဇင်ဘာလမှာမြောက်ပိုင်းညီတော်မာမိတ်သုံးဘက်ဖြစ်တဲ့တန်အတက် TNL ၊ကိုကန့်တက် MNDA နဲ့အာရခတ်တတော် E တပ်ဖွဲ့ဝင်တွေကမူဆယ်105မိုင်ကုန်သွေးစုံကိုတင်ပိုက်ခဲ့ပြီးတဲ့နောက်နှစ်နှစ်နီးပါးကြာ2025ခုနှစ်ဇူလိုင်လ1ရက်နေ့မှာအခွန်ကောက်ခံတဲ့စနစ်နဲ့ကုန်သွေးလုပ်ငန်းတွေပြန်လည်စတင်ခဲ့တာဟာ3လဝန်းကျင်ရှိခဲ့ပြီးဖြစ်ပါတယ်။အခွန်ကိစ္စကြောင့်လည်းဖြစ်တယ်ဖန်ဆီးမှုတွေလည်းရှိလို့ပေါ့ဗျာ။စဖွင့်တော့ကတော့အတော်စီတယ် ငားမိုင်ပြန်ဖွင့်ပြီဆိုတော့လုံသမားတွေပြန်လာကြတာဒါပေမဲ့အခုတော့အေးသွားပြီကားစီးရတောင်ဆယ်စည်းမပြည့်တော့ဘူးလို့တရငားမိုင်ကုံသွေးစုံတွင်းမှာနေထိုင်တဲ့ဒေသခံတဦးကပြောပါတယ်အယောင်းဝယ်မဖြစ်တဲ့တွေ့မြန်မာပြည်ဘက်ကလာတဲ့လုံသမားအများစုနေရပြန်သွားတာကြောင့်ရောင်းရေးဝယ်ရေးလုပ်ငန်းလဲအေးဆက်နေတယ်လို့ကုံသွေးစုံတွင်းဇီအောင်ချနေသူတွေထံကနေသိရပါတယ်တေယုန်နေဆဲမူဆယ်မျိုးနဲ့ချောင်းမိုင်ကအကွာမှာရှိတဲ့တရငားမိုင်ကုံသွေးစုံဟာ လမ်းစဉ်အမေရိကန်ဒေါ်လာတန်900ခန်းကုန်သွယ်မှုရှိခဲ့တဲ့နေဆက်ကြေးကြီးတစ်ခုဖြစ်ပါတယ်စစ်တဲ့အာဏာမသိငယ်ချိန်ကဆန်ပဲပြောင်းနှင်းဖျဲနဲ့တခွာစတဲ့ကုန်စည်တွေကိုကားစီးရေ300ကျော်တရုတ်သို့နေစဉ်တင်ပို့နိုင်ခဲ့တယ်လို့ကုန်သည်တွေကဆိုပါတယ်မူဆင်မြို့မှာနန်တော်ဂိတ်မန်ဝင်းဂိတ်နဲ့ဆင်မြူဂိတ်စတဲ့တရုတ်နဲ့ဆက်ဆက်နေတဲ့နေဇက်ဂိတ်၃ခုရှိပါတယ် မွန်ဝဲကိမ်းမှာနိုင်ငံခြားကုန်ကားတွေကုန်ဖလှယ်မှုတွေအဓိကအသုံးပြုတဲ့နေရာဖြစ်ပြီးစင်မြူကိမ်းနဲ့နန်းတော်ဂိတ်တွေကတော့တပိုင်းတနိုင်ကုန်တွေကွင်းနဲ့လူဝင်လူထွက်အတွက်သာခွင့်ပြုထားတာပါတိတုံညာနဲ့ကုန်စစ်စင်ရေးကာလတွင်မူဆယ်မြို့ကိုစစ်ကော်မရှင်ကဆက်လက်ထိန်းချုပ်နိုင်ခဲ့ပေမဲ့လည်းတရ9မိုင်ကုန်တွေရေးစုံဟာညီတော်မမိတ်သုံးဘွဲ့ရဲ့ထိန်းချုပ်မှုအောက်မှာသာရှိနေပါတယ်လက်ရှိမှာတရုတ်ကစင်မြူကိတ်တစ်ခုတည်းသာနိုင်ငံခြားကုန်တွေကွင်းပြုထားပြီး မန်ဝင်းခိတ်ကနေတရုတ်နိုင်ငံအတွင်းသို့ကုန်ဖလှယ်မှုတွေပြန်မစတင်နိုင်သေးဘူးလို့ဒေသခံတွေကပြောပါတယ်။အရင်ကမန်ဝင်းခိတ်ကနေကုန်ကအများဆုံးဝင်လာတာအခုတော့တရုတ်ဘက်ကပိတ်ထားတာစင်မြူခိတ်ဘက်ကနေဒပိုင်းတနိုင်ဆိုင်ငယ်လေးတွေနဲ့ပဲသဲနေကြတာလို့မူဆယ်ဒေသခံတူကပြောပါတယ်။မန်ဝင်းခိတ်မှာကုန်သွယ်ခွင့်မရတဲ့တွေတရုတ်နဲ့ကုန်သွယ်လို့တဲ့ကုန်သွယ်တွေအနေနဲ့ ညီနောင်သုံးဘွယ်ပူတွေထင်းချုပ်ထားတဲ့တရား9မိုင်ကုံသွေးစုံနဲ့9မိုင်ကွာမှာရှိတဲ့ကျင်စန်းကြော့ကိန်းနဲ့ကိုကန့်ဒေတာချင်းရွှေဟော်နေဆက်ဂိတ်တွေကိုသာအဓိကအသုံးပြုနေကြပါတယ်ဒါပေမဲ့လည်းကျင်းစန်းကြောင်လမ်းကြောင်းမှာတော်လိုင်းရေးဖွဲ့တွေရဲ့ခွန်ကောက်ခံမှုတွေကြောင့်လုပ်ငန်းတွေအဆင်မပြေဖြစ်နေကြတယ်လို့ကုန်တယ်တွေထံကနေသိရပါတယ်။ရှမ်းမြောင်းဒေသတီဘောမြို့ကနေမူဆယ်တရငားမိုင်တို့ပြောင်းတင်ပို့လို့တဲ့ကုန်တယ်တွေအနေနဲ့တီဘောမြို့နယ်နတ်မလန်မြို့မှာ SSBB SSA တပ်ဖွဲ့ကို ကားတစ်စီးကိုငွေကျပ်သိန်းငနန်းအခွန်ပေးဆောင်နေရတယ်လို့ကုံတွေကဆိုပါတယ်။လာရှုံမျိုးအထွဲ့မေဟန်ကိတ်မှာ MND တပ်ဖွဲ့ကို ပြောင်းတံယွန်း60ခွန်ပေးရပြီးကုတ်ခိုင်ရောက်မှာတော့ TNL တပ်ဖွဲ့ကိုပြောင်းတံယွန်း90ထပ်မံပေးရပါတယ်။နံဖက်ကရွာရောက်မှာတော့ KI တပ်ဖွဲ့ကိုထပ်မံခွန်ပေးရပြီး105မိုင်ရောက်မှာ A တပ်ဖွဲ့ကိုပြောင်းတံယွန်း20နှုန်းနဲ့ထပ်မံခွန်ပေးရပါတယ်။အဲဒါကြောင့်ကုံတယ်မှုတွေအခွန်နှုန်းမြင့်မားနေတာကြောင့် အမျက်ထည်အရှုံးပေါ်နေတယ်လို့ကုန်တယ်တွေကဆိုကြပါတယ်။ငါးမိုက်မှာ၃ဖွဲ့ပေါင်းဆောင်ရမယ်ဆိုရင်တစ်ဖွဲ့ကို20နုံးနဲ့ရွံ60ကြမယ်။ဒီဘောကလာရင်လမ်းမှာကိုးကန်းနဲ့ပလောင်ဖွဲ့တွေကိုဆောင်ခဲ့ရင်ဒီမှာ AA ကိုရွံ20ထပ်ပေးရတယ်။ဆိုတော့၃ဖွဲ့ပေါင်းပြန်တွက်ရင်ပြောင်းတံကိုရွံ130ထိကျသွားတယ်။ဒီလိုဆိုရင် ကုန်ကျစရိတ်များလို့တစ်ခါတလေရှုံးတယ်လို့ကုန်တယ်တူကပြောပါတယ်။ တရုတ်နိုင်ငံသို့ပြောင်းတင်ပို့ရမှာစစ်နဘိန်ကားတစ်စီးကို ပြောင်းအိတ်680လောက်သေးဆောင်နိုင်ပြီးတစ်စီးကိုပြောင်း၄ချိန်34ဒဏ်ကန့်ရှိတယ်လို့ကုန်ကားမောင်းသူတွေကဆိုပါတယ်ခုခါမှာတရုတ်ငွေတရွန်ကိုမြန်မာကျပ်ငွေ960ကျော်ရှိတဲ့တွေ့ကုန်ကားတစ်စီးကို အခွန်ငွေအနည်းဆုံး730ပေးဆောင်နေရတယ်လို့သိရပါတယ် MND တက်ဖွဲ့ထင်းချုပ်ထားတဲ့လာရှုံမျိုးအထွက်မှာမူဆယ်105မိုင်တီမိုင်တရာကျော်ခီးကွာဝေးတွင် TNL တပ်ဖွဲ့ရဲ့စစ်ဆေးရေးဂိတ်ပေါင်း9ဂိတ်ရှိပြီး MND တပ်ဖွဲ့ရဲ့စစ်ဆေးရေးဂိတ်3ဂိတ်ကိုဖျက်ဆီးရပါတယ်။ကုတ်ခိုင်မြို့နယ်နန်းဖက်ကရွာနဲ့မူဆယ်မြို့နယ်နမ်အွန်ကြီးရွာတွေမှာ KIA နဲ့ SSBB SSA တပ်ဖွဲ့ဂိတ်တွေကိုထပ်မံဖျက်ဆီးရတယ်လို့ကုန်တင်ကားဆရာတွေကဆိုပါတယ်။နံပါတ်ကနမ်မွန်ကြီးရွာတွေမှာ KIA SSBB SSA နဲ့ TNNL တို့ရဲ့စစ်ဆေးဂိတ်တွေဟာတကိန်းနဲ့တကိန်းတစ်ဖာလုံးနီးပါးလောက်သာချားတယ်လို့ဒေသခံတွေကပြောပါတယ် လက်တလုံးမှာတရား9မိုင်ကွန်သွေးဇုံကနေတဆင်းတရုတ်နိုင်ငံသို့ဆန်ပဲပြောင်းစတဲ့လေယာထွက်ကုန်တွေဒီကတင်ပို့ပြီးတရုတ်နိုင်ငံဘက်မှာလက်စစ်ပစ္စည်းတန်တို့လေယာသုံးဆက်ပစ္စည်းအထည်လိတ်နဲ့စားသောက်ကုန်တွေအဓိကတင်သွင်းကြပါတယ်။အရင်ကအခုလိုပြောင်းပေါ်တဲ့ရာသီရောက်ရင်တရား9မိုင်ဂိတ်မှာတရုတ်နိုင်ငံသို့ပြောင်းတန်ချိန်ထောင်ထဲချီကုန်သွယ်နိုင်ခဲ့ပေမဲ့ လက်ရှိမှာတရက်ကိုပြောင်းတန်ခြင်းတရားတောင်ပြစ်မိအောင်တင်ပို့နိုင်ခြင်းမရှိဘူးလို့ကုန်တယ်တွေကပြောပါတယ်။တရုတ်နိုင်ငံတို့ကုန်တင်ပို့ရမှာလန်ခီအခွန်ခရတွေကြောင့်ခက်ခဲဖြစ်ရတယ်လို့တရုတ်သွင်းကုန်တွေပေါ်ညီနောင်သုံးဘွဲဘက်ကအခွန်ကောက်ခံရမှာလေစနစ်ကျတဲ့တန်မိုးတက်မှတ်ချက်မရှိတဲ့တွေအခွန်နှုံးထားတွေပိုပေးနေရတယ်လို့ဆိုကြပါတယ်။အရင်ဆိုရလက်ထက်မှာတရုတ်ကနေချင်းရိုက်ပတ်တန်သွင်းမယ်ဆိုရင်တဖာကိုဘလောက်ဈေးဆိုပြီးသူတက်မှတ်ချက်တိုင်းပေးလိုက်ရင်ရှင်းတယ်။ အမျိုးစားနဲ့နဲ့ကွဲလေရတယ်။အခုကတခုချင်းဈေးကိုအလီဘာဘာဝက်ဘ်ဆိုက်ကနေလက်လီရောင်းတဲ့ဈေးကိုကြည့်ပြီးကောက်တာ။ပြန်ရောင်းမှုမဖြစ်နိုင်ဘူးလို့သွင်းကုန်လုပ်ငန်းကျွမ်းကျင်သူတူကဆိုပါတယ်။စနစ်မကျတဲ့ခွန်စနစ်တွေကြောင့်ကုန်သွယ်တွေကြားဈေးကွက်ရှင်မြန်ရမှာလဲ။မြန်မာတမ်းမှုတွေနဲ့ကြုံရတယ်လို့ပို့ပုံသွင်းကုန်လုပ်ငန်းကျွမ်းကျင်သူတွေကထောက်ပြပါတယ်။ပြောင်းကဒေတာထွက်ကုန်များတီးပေါင်းလာတဲ့သူကယွမ်တရာကျော်အခွန်ဆောင်ရပြီမဲ့မူဆယ်နှနေတဲ့သူတွေကြတော့ ငားမိုက်မှာ၃ခွဲကို60ပေးလိုက်ရင်ရပြီ။အဲ့ဒီမှာရင်သူကတရုတ်ကိုဈေးလျှော့ရောင်းလို့ရပြီ။သွင်းကုန်လည်းအဲ့ဒီအတိုင်းပဲ။ချင်းရှီဟောဘက်ကမျိုးစာတဲတဲ့သူကဂိုကန်တစ်ခွဲကိုပဲအခွန်ဆောင်လိုက်ရင်သူကဈေးလျှော့ရောင်းလို့ရပြီ။ဒီဘက်မှာက၃ဘွဲမကဘူး။အဲ့လိုတွေဖြစ်နေတာလို့မူဆယ်မျိုးကန်ကုံတွေရေးလုပ်ငန်းကျွမ်းကျင်သူတူကဆိုပါတယ်။ဒါကြောင့်မင်းကုံတွေများစုကအခွန်တက်တာစေဖို့ MNDA တဖွဲ့တည်းသာထိ ंच ုပ်ထားတဲ့ချင်းရွှေဟော်လမ်းကြောင်းကိုပုံမူရွေးချယ်လာကြတဲ့တွေ့ တရားငားမိုင်ကုံတွေစုံမှာအလုံးမဖြစ်တော့ဘူးလို့ဒေတာကန်တွေနဲ့ကုံတွေတွေထံကနေသိရပါတယ်။အမန်ဒီထင်းချုပ်ထားတဲ့ကိုကန်ဒေတာမှာချင်းရှီယော်နဲ့ရန်လုံချိုင်းနေဆက်ဂိတ်တွေရှိပြီးတရုတ်နိုင်ငံယူနန်ပြည်နယ်လင်ချွန်းခိုင်မိန်တိန်မြို့နဲ့အဓိကကုံတွေမှုပြုပါတယ်။ချင်းရှီယော်ကုံတွေစကန်ဟာမန္တလေးမြို့နဲ့180နှစ်မိုင်กว่าမှာရှိပြီးလာရှိုးမြို့နဲ့85မိုင်กว่าမှာရှိပါတယ်။ တိတုံညာနေကုန်စစ်စင်ရေးကြောင့်နေဆက်မှာကုန်တင်ပို့မှုကိုတီယိုအစိုးရဘက်ကကန့်သက်ခဲ့ပေမဲ့လေ MNDA နဲ့စစ်ကော်မရှင်တို့ပြည့်ရက်ပြီးတဲ့နောက်အခုနှစ်ဇန်နဝါရီလကနေစတင်ကတီယိုဘက်ကကုန်သွယ်မှုတွေပြန်လည်ခွင့်ပြုထားတယ်လို့ကွမ်းလုံဒေသခံတွေထံကနေသိရပါတယ်။အစိုးရလမ်းကြောင်းတစ်လျှောက်မှာတော့ MNDA ဂိတ်တွေသာရှိပြီးလာရှိုးမှာခွန်ဆောင်လာတဲ့ကုန်ကားတွေအနေနဲ့လမ်းကြောင်းတစ်လျှောက်ကိုကန်တက်ဖွဲ့ကိုအခွန်ထက်ပေးစရာ မလိုဘူးလို့ကုန်ကားဆရာတွေထံကနေသိရပါတယ်။ အခုရပိုင်းချင်းရှီရောဂိတ်မှာတရုတ်နိုင်ငံသို့ပေပြောင်းကျန်တတ်ထုကြောင်မီတွေစတဲ့ကုန်စည်တွေအဓိကတင်ပို့ပြီးတရုတ်နိုင်ငံဘက်မှာစားတောက်ကုန်လူသုံးကုန်ပြည့်စစ်ပစ္စည်းအထယ်လိတ်တွေ တင်သွင်းကြတယ်လို့ဆိုပါတယ်ချင်းရှီရောနယ်စပ်မှာလည်းတရုတ်ဘက်မှာတင်သွင်းလာတဲ့သွင်းကုန်တွေခွန်ကောက်ခံမှုမှာတော့စနစ်မကျသေးဘူးလို့ကုန်တွေတွေကပြောပါတယ်တရုတ်မှာဘယ်ဈေးရောင်းတယ်လဲအဲ့ဒီတိုင်းပဲကောက်နေတာပါလက်လီဈေးနဲ့ပဲကောက်နေတာတိတ်တော့အဆင်မပြေသေးဘူး လမ်းခွန်ပေးရတာတက်တာတာပဲရှိတယ်လို့ကုံတဲ့တူးကဆိုပါတယ်ဒါပေမဲ့လည်းမူဆယ်တရားငားမိုင်လမ်းထက်တော့ချင်းရှိော်လမ်းကကုံကားတွေတွာလာမှုနှစ်ဆကျော်ပိုများတယ်လို့သိရပါတယ်တည်တုံညာနေကုံစစ်စင်ရေးမတိုင်ခင်2023ခုနှစ်အော်တိုဘာလ14ရက်နေ့မှာ24ရက်နေ့ထိ10ရက်တွင်ချင်းရှိော်နေဆက်ကုံတွေစခန်းကနေတရုတ်နိုင်ငံသို့အမေရိကန်ဒေါ်လာ6.839တန်ငံပို့ကုန်တင်ပို့နိုင်ခဲ့ပါတယ် တရုတ်သွင်းကုန်တန်ဖိုးဟာမေဂန်ဒေါ်လာ23ဒသမ111တန်တန်ဖိုးရှိခဲ့တယ်လို့စစ်ကော်မရှင်စီပိုင်းနဲ့ကုတန်ရောင်းဝယ်ရေးဌာနရဲ့စည်းရုံးမှာဖော်ပြထားပါတယ်။မူဆယ်နေဆက်ကုန်သွယ်စခန်းကနေ2023ခုနှစ်အော်တိုဘာလတွင်တရုတ်နိုင်ငံသို့ပို့ကုန်တန်ဖိုးမေဂန်ဒေါ်လာ24ဒသမ131တန်တင်ပို့နိုင်ခဲ့ပြီးတရုတ်နိုင်ငံမှာမြန်မာနိုင်ငံသို့သွင်းကုန်တန်ဖိုးဟာအမေရိကန်ဒေါ်လာ30.353တန်ရှိခဲ့ပါတယ် ကုံသွယ်စခန်းတွေကိုညီနောင်သုံးဘွဲကထိန်းချုပ်ပြီးနောက်ပိုင်းအဆိုပါဂိတ်တွေကနေတဆင်ကုံသွယ်မှုတန်မိုးကိုစစ်ကော်မရှင်ကထုတ်ပြန်ခြင်းမရှိတော့ပါဘူး။တုံလင်းအဖွဲ့တွေဘက်မှလည်းကုံသွယ်မှုတန်မိုးနဲ့ပတ်သက်ပြီးတရားဝင်ထုတ်ပြန်တာမရှိပါဘူး။အခွန်ကောက်ခံမှုဈေးနှုန်းမြန်မာနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးညီနောင်သုံးဘွဲကြားဆွေးနွေးမှုတွေရှိနေပေမဲ့အဆင်မပြေသေးဘူးလို့ညီနောင်သုံးဘွဲနဲ့နီးစပ်သူတူကပြောပါတယ်။ လက်ရှိရှမ်းမြောင်းဒေသကုံသွယ်ရေးလမ်းကြောင်းမှာကိုကန်တပ်ဖွဲ့ကချင်းရွှေဟော်ဒေသပြင်မူဆယ်တရာငားမိုင်မှာလဲဝေစုရနေပါတယ်။ရှမ်းမြောင်းဒေသတော်လိုင်းတပ်ဖွဲ့ထင်းကျုံနေမြေတွေကိုဖျက်ဆီးလာတဲ့တရုတ်ထုတ်ကုံစီတွေကိုတရားမဝင်ကုံစီတွေဖြစ်စစ်ကော်မရှင်ကတတ်မှတ်ထားပြီးဖမ်းဆီးမှုတွေဇက်တိုင်လှုပ်ဆောင်နေတယ်လို့ကုံသွယ်တွေကပြောပါတယ်။ရှမ်းမြောင်းကုံစီတွေကရှမ်းတောင်ပိုင်းကိုဖြတ်ရင်မိုင်းပုံဂိတ်ကိုမကျော်နိုင်ဘူး။နောက်ပြီး ကျွတ်တဲ့ဆောင်ကိမှာလဲဖန်းစီကရှိနေတော့မလွယ်ဘူးလို့ရှမ်းမြောက်ဒေသခြေဆိုင်ကုံတဲ့တူကဆိုပါတယ်ဖန်းစီမှုတွေကြောင့်တွန်လင်းတပ်ဖွဲ့တွေထင်းကျုပ်ထားတဲ့ရှမ်းမြောက်ဒေသအတွင်းမှာသာကုံတွယ်မှုပုံများပြီးပြည်မဘက်သို့ကုံတင်ပို့မှု အကန့်အသတ်နဲ့သာရှိနေတယ်လို့သိရပါတယ်စစ်တပ်အနာသိမ့်ပြီးတဲ့နောက်ဒုစစ်ကောင်းဆောင်စိုးဝင်းဦးဆောင်ပြီးတရားမဝင် ကုံစီတိုက်ဖြည့်ရေးကော်မတီကို2022ခုနှစ်မှာဖွဲ့စည်းခဲ့ပြီးတော့ နယ်စပ်ဒေသတွေကဝင်ရောက်လာတဲ့ကုန်စည်တွေကိုဖမ်းဆီးမှုတွေလုပ်ဆောင်နေတာပါ2025ခုနှစ်မတ်လထီ3နှစ်တွင်ဖန်စီရမိတဲ့အမှုတွေပေါင်း2190ရှစ်မှုရှိပြီးတန်ဖိုးအဖြစ်ငွေကျပ်986.51ဘီလီယံဖန်စီနိုင်ခဲ့တယ်လို့စစ်ကော်မရှင်ကထုတ်ပြန်တဲ့စည်းရုံးတွေမှာဖော်ပြထားပါတယ်။ TNN လေးသိမ်းပိုက်ထားတဲ့ဒီဘုံမျိုးကိုစစ်ကော်မရှင်တပ်ကခုလတွင်ပြန်လည်သိမ်းပိုက်ခဲ့ပြီးတိုက်ပွဲကြောင့်နှစ်နှစ်နီးပါးကြာပိတ်ထားခဲ့တဲ့ မန္တလေးလာရှိုးကုံတွယ်ကြီးလမ်းကြောင်းကိုပြန်ဖွင့်ပေးခဲ့ပါတယ်။ဒါကြောင့်မန္တလေးလာရှိုးမူဆယ်ချင်းရွှေဟော်ကုံတွယ်ကြီးလမ်းကြောင်းတွေပြန်ပွင့်သွားခဲ့ပါတယ်။ခီးသွားတွေအတွက်အဆိုပါလမ်းကြောင်းဟာအဆင်ပြေပြီမယ်လဲ။ဖရဲတခွားနဲ့ရေထွက်ကုန်တင်ပို့တဲ့ကုံတွယ်တွေပါဝင်ပို့ကုန်သွင်းကုန်တင်ပို့တဲ့ကုံတွယ်များစုတက်တော့အလုံးမဖြစ်သေးဘူးလို့ကုံတွယ်တချို့ကဆိုပါတယ်။ရေထွက်ကုန်တွေကတာရှည်မရဘူး။ဖရဲနဲ့တခွားလည်းဒီလိုပဲ။ဆိုတော့အခုချိန်နေရမလွယ်သေးပါဘူး။ အခွန်ကိစ္စတွေညှိရမှာရှိသေးတယ်။နေဆက်ကုံတွေရေးကနလန်ထူဖို့မဖြစ်နိုင်သေးဘူးလို့ရေထွက်ကုံလုပ်ငန်းလုပ်ကိုင်တဲ့ကုံတွေတူးကပြောပါတယ်။ကုံတွေရေးလုပ်ငန်းတွေပြန်လည်အားကောင်းလာစေဖို့ကုံတွေတွေလက်ခံနိုင်တဲ့ဘုံအခွန်စနစ်တစ်ခုကိုတော်လင်းရေးအစုဖက်ဖက်ကဆောင်ရွက်ပေးဖို့လုံးနေပြီ။စစ်ကော်မရှင်ဘက်ကလည်းဖြေလျှော့မှုတွေရှိမှသာတရုတ်နယ်စပ်ကုန်သွယ်ရေးလလန်ထူနိုင်မယ်လို့နယ်စပ်ကုန်သည်တွေကမှတ်ချက်ပြုပါတယ်။ DNL အလေထင်းချုပ်ထားတဲ့တီဘောမြို့ကိုစစ်ကော်မရှင်တပ်ကသိမ်းပိုက်ခဲ့ပေမဲ့လေတီဘောလာရှိုကုံသွေးလန်းကိုထင်းချုပ်ထားတဲ့ MND ကိုကန်တပ်ဖွဲ့နဲ့တော့တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးပါဘူးစစ်ကော်မရှင်တပ်ဟာလက်ရှိမှာ DNL ထင်းချုပ်ရာနမတူမြို့ကိုဆက်လက်ထိုးသိမ်းဆင်းနေပါတယ်ကုံသွေးရေးဝေစုအများဆုံးရထားတဲ့ကိုကန်တပ်ဖွဲ့နဲ့စစ်ကော်မရှင်ကြားညှိနှိုင်းမှုတွေရှိခဲ့မယ်ဆိုရင်ချင်းရွှေဟော်မန္တလေးကုံသွေးရေးလမ်းပိုင်းပြန်ပွင့်လာနိုင်ပေမဲ့ ပုံမှန်ကုန်သွယ်မှုလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ကတော့လနဲ့ချီကြာနိုင်သေးတယ်လို့နေဆက်ကုန်သည်တွေနဲ့ဒေသခံတွေကပြောဆိုထားပါတယ်ခင်ဗျာ။